်မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါမကွေးတိုင်းစလင်းမြို့နယ်ထဲမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုမေလ၄ရက်နေ့မှာကြားပြတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးဒဏ်ရာရရှိခဲ့ကြတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါရတယ်။ စလင်းမြို့နယ်ထဲမှာရှိတဲ့ကုတ်ကိုတဲ့ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာကြတဲ့ခမန်အင်အား130ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီးသူတို့ဘက်က29ယောက်သေဆုံးတာတော့မျက်မြင်တွေ့ရှိခဲ့ရကတရားရတဲ့သူ30ထက်မနည်းရှိတယ်ဆိုတာကတော့သတင်းပေးတွေရဲ့ပြောပြချက်အရသိရတယ်လို့မင်းဘူးခရိုင်အမှတ်1တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးချိန်မှာစစ်တပ်ကလေကြောင်းကနေဘောအလုံး90နီးပါးလောက်ကျဲတဲ့အတွက်လက်နက်တွေမကောက်နိုင်တော့ပဲပြန်ဆုတ်လာခဲ့ရပြီးတလိုင်းအင်အားစုတွေဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့မင်းဘူးခရိုင်အမှတ်1တပ်ရဲတပ်ရဲမှုရဲဘော်ကိုနောင်က TVB ကိုပြောပါရရှင်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အရာပြင်းငလင်ကြောင့်ပြိုကျ Sky Villa အဆောင်အဆောင် BCD တို့ကိုရန်တရားတွေနဲ့ဖယ်ရှားရှင်းလင်းရမှာမေလတရက်ကနေ9ရက်အထိရုပ်အလောင်း15လောင်းကိုထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒါပြင် passport နဲ့အရေးကြီးစာရွက်စာတမ်း၊ငွေစက်ကူ၊ဖုန်း၊မိကန်သစ်တာ၊ဗန်စာအုပ်၊ရွှေတယ်ပစ္စည်း၊ကားအုံနာ book တအုပ် ပတ်ဆက်အိမ်နဲ့ iPad စတာတွေကိုသေဆုံးသွားသူတွေရဲ့မိသားစုဆွေမျိုးတွေစီပြန်လည်ပေးအပ်ခဲ့တယ်လို့ဆိုပါရယ်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ခုနှစ်တသမခုနှစ်အဆင့်ရှိ အားပြင်းကလင်တန်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa စောင်းကနေမေလ9ရက်ထိကလေးတွေအပါအဝင်အလောင်း120ကျော်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါရယ်ရှင် ရန်ကုန်ဥပဝင်ငလင်သင့်ဒေသတွေမှာ73စီဈေးကရဲ့အတော်ကြာဈေးကျနေရကနေဒီရက်ပိုင်းထဲဈေးအနှဲငယ်ပြတ်တက်လာကြောင်းကိုမြို့ကန်တွေစီကနေသိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။စက်သုံးစီစီကပြီးခဲ့တဲ့ဧပြီလတတိယပတ်နဲ့နောက်ဆုံးပတ်ထဲမှာတည်တည်တသာကြာနေရတာကနေအခုမေလအစပိုင်းမှာတော့အနှဲငယ်ပြန်တက်လာကြောင်းကို ရန်ကုန်နဲ့ငလင်းတင့်ဒေသကပြည်သူတွေစီကနေသိရပါဗျ။လက်ရှိရန်ကုန်မှာ73စီစီကအနည်းငယ်ပြန်တက်လာပြီးပြီးခဲ့တဲ့ဧပြီလနောက်ဆုံးပတ်နဲ့ရှင်ရင်ဒက်စီတလီတာကိုကျပ်200ကျော်ပြန်တက်လာကြောင်းကိုရန်ကုန်မြို့ကန်တယောက်ကပြောပြပါဗျ။အဲ24ရက်အရှိရတော့အဲ3000ကျော်လောက်တိရှိတာပေါ့24ရက်နောက်ပိုင်းမှာ2800ကျော်။တရက်နေ့လောက်ထိပေါ့နော်အဲ့အတွင်းမှာတော့ဒီဈေးနည်းနည်းပြန်တက်တယ်အခုဒီ3-4ရက်လောက်ရှိပြီ။ ဘောနော်ဒီတရက်နှစ်နောက်ပိုင်းပေါ့တရက်နှစ်ရက်သုံးရက်ပေါ့နော်အဲ့လောက်အထိကိုဈေးနည်းနည်းပြန်တက်တယ်အဲ1လီတာကို220 240 250လီပါလောက်ပြန်တက်တယ်ပေါ့နော်ဒါလက်စီဈေးကတော့အဲ့လိုရှိတယ်ဆက်သုံးစီတင်သွင်းဒူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရကတော့လက်လီဈေးတွေဟာရန်ကုန်မှာပြီးခဲ့တဲ့ဧပြီလ၄ရက်ကဓာတ်ဆီ92တလီတာကို2833ကျပ်ရှိရာကနေ ဧပြီလ20မှာတော့2583ချက်ထိကျဆင်းခဲ့ပြီးအခုမေလ4ရက်မှာတော့2918ချက်ထိပြန်တက်လာခဲ့တာဖြစ်ပါတယ်။ဓာတ်ဆီ95တလီတာကဧပြီလ4ရက်မှာ2880ချက်ရှိရာကနေဧပြီလ20မှာတော့2634ချက်ထိကျဆင်းခဲ့ပြီးအခုမေလ4ရက်မှာတော့2983ချက်ထိပြန်တက်လာခဲ့တာဖြစ်ပါတယ်။ဓာတ်ဆီဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဈေးတွေဟာငလျင်လှုပ်ခတ်ပြီးနောက်ဧပြီလအစပိုင်းမှာဈေးတွေမြင့်တက်လာခဲ့ပြီးဧပြီလကုန်ပိုင်းမှာဈေးနှိမ့်ငယ်ပြန်ကျရာကနေအခုမေလပထမပတ်မှာတော့အနှိမ့်ငယ်ပြန်တက်လာခဲ့တာဖြစ်ပါတယ်။ငလျင်လှုပ်ခတ်ပြီးမေလ28ရက်နောက်ပိုင်းဧပြီလအစပိုင်းမှာတော့ဒီဇယ်တလီတာကို9000ကျပ်ထိပေးဝယ်ခဲ့ရကြောင်းမန္တလေးမြို့ခံတယောက်ကလည်းပြောပါဗျ။အဲဒီတော့တလီတာကို9000အထိပေးဝယ်ရတယ်။ ခုလက်ရှိကတော့92က2995 3000ပေါ့လေ3000ဒီက95ကတော့3000တရားဒါကတော့ဒီမေလာတဲ့အဝင်ကြဒီဒီမေလာတဲ့ဝင်ဒီနေ့အတုံးရောက်ပဲရှိတယ်ပေါ့ပြန်တက်လာတာပြီးခဲ့တဲ့လအထိကတော့92ဆိုရင်တော့2600ကျော်ဟို90က2000ကျော်အဲ့လောက်ပဲရှိတယ်အခုတော့300 300 300တော့ပြန်တက်လာတာပေါ့အမရှိဘွယ်ရတော့မခက်တော့ငါနေလုတ်ပြီးပြန်တော့နည်းနည်းခက်တယ်အခုတော့ဘာလဲတော့ဘွယ်ရတာအဆင်ပြေတယ်ဒီကရဧဘရလကုန်တည်တော်တဲ့စီးလေးတွေတတတယ်ဒီမေလာတဲ့ဝင်ကြမှာ300လောက် ပြန်တက်လာတယ်။မန္တလေးမြို့မှာတော့ပြီးခဲ့တဲ့ဧပြီလ၄ရက်ကဓာတ်ဆီ92တလီတာကို2923ကျပ်ရှိရာကနေဧပြီလ20မှာတော့2664ကျပ်ထိကျဆင်းခဲ့ပြီးအခုမေလ၄ရက်မှာတော့2806ကျပ်ထိကို ပြန်တက်လာခဲ့တာဖြစ်ပါတယ်။ဓာတ်ဆီ95တလီတာကဧပြီလ၄ရက်မှာ2982ကျပ်ရှိရာကနေဧပြီလ20မှာတော့2920ကျပ်ထိကျဆင်းခဲ့ပြီး အခုမေလ၄ရက်မှာတော့2862ကြက်ထိပြန်တက်လာခဲ့ကြောင်းကို73စီတင်သွင်းသူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။ဧပြီလ9ရက်ရက်ပြင်ပပေါက်ဈေးကရန်ကုန်မန္တလေးပါဝင်ငလင်တင့်ဒေသတွေမှာဓာတ်ဆီ92တလီတာက2995ကျပ်ဝင်ခြင်း95တလီတာက3100ကျပ်ဝင်ခြင်းနဲ့ပရီမီယံဒီဇယ်တလီတာက3150ဝင်ခြင်းရှိနေတာပဲဖြစ်ပါတယ်။ကျွန်မဝေပါ။ ဂျပန်နဲ့တရုတ်တို့ပိုင်နက်အငင်းပွားနေတဲ့ဒိုင်အိုယူဂျွန်နာကတရုတ်လေပိုင်နက်အတွင်တရားမဝင်ဝင်လာတဲ့ဂျပန်အရက်သားလေယာဉ်တစ်စီးကိုတုတ်ပြန်တဲ့အနေနဲ့တရုတ်ကံကြေစောက်တဲ့ CCG ကသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ဂျပန်လေယာဉ်ကိုမောင်းထုတ်ဖို့ဒိုင်အိုယူဂျွန်နဲ့ပတ်သက်ပြီးပေါင်းဆက်ပင်လယ်လေကြောင်းဥပဒေစိုးမိုးရေးပုံစံသစ်ကိုတရုတ်ပြခဲ့တယ်လို့လည်း CCTV ကအစီရင်ခံပါတယ်။ စနေနေ့မှာ CCG စစ်သမောရီဟာဒိုင်အိုယူကျွန်းပလဲကရေပြင်ထဲမှာဥပဒေနဲ့အညီ ပုံမှန်ကိလန့်နေစဉ်ဂျပန်အရက်ပက်လီယင်တစင်းကဒိုင်အိုယူကျွန်းကိုဖျက်ပြီးတရုတ်နိုင်ငံရဲ့လေပိုင်နက်ထဲ17:19မိနစ်မှာတရားမဝင်ဝင်ရောက်လာပြီး17:20မိနစ်မှာပြန်ထွက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကတုတ်ပြန်တဲ့အနေနဲ့စစ်စစ်ကြီးမှလိုအပ်တဲ့ထိန်းချုပ်မှုအစီအမံတွေကိုအမြန်အကောင်အထည်ဖော်ခဲ့ပြီးသတိပေးချက်ထုတ်ဖို့နဲ့လေရင်ကိုမောင်းထုတ်ဖို့သင်းမောဘော်ကရဟယင်တစ်စင်းကိုတုံခဲ့တယ်လို့စစ်စစ်ကြီးပြောရေးဆိုခွင့်ရှိသူလျှိုတကျွန်းကသတင်းထုတ်ပြန်ပါတယ်ရှင်။ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆမ်းပါ။ကျေးဇူးတင်ပါတယ်ရှင်။